ကျေးဇူးတော်ကိုရှေးဥစွာချီးမွမ်းပါတယ်လို့เนาะအခုတော့တော့ကျွန်တော်တို့သားလေးသားငယ်သမီးငယ်လေးတွေသူတို့တင်ဆက်တာလေးကြည့်တော့အမတားမှကြည်နူးရတယ်ဝမ်းလဲဝမ်းသာရတယ်เนาะအားလုံးလည်းပဲကျွန်တော်ကြည့်တော့အားလုံးလည်းပဲအပြုံးပြုံနေကြတာတွေ့တယ်ဆိုတော့ကျွန်တော်တို့ဒီအခြေအနေချက်ပို့ပြီးတော့ဝမ်းမြောက်စရာတွေဝမ်းသာစရာတွေကြည်နူးစရာတွေကိုကျွန်တော်တို့ဆက်ပြီးတော့ ဆက်ပြီးတော့ကျွန်တော်တို့လက်တွဲပြီးတော့လုပ်ကြရအောင်လို့ကျွန်တော်တိုက်တွန်းခြင်းတယ်သူတို့ကြည့်တဲ့အခါကျတော့အာကျွန်တော်တို့ဘိုးတို့ကဆရာတွေဆရာမတွေကိုသွားတကြီးရကျွန်တော်တို့ကိုအနုနာခံအပင်ပန်းခံစိတ်ချတိခံပြီးတော့စင်ပေါ်မရောက်ရအောင်သူတို့အာပို့ပေးခဲ့တဲ့ကျွန်တော်တို့ရဲ့စန်နေစုဘူးဆရာဆရာမတွေကျွန်တော်ဒီနေရာကနေ အာသူတို့ကိုဆူတောင်းကောင်းကြီးပေးပါတယ်တချို့လဲအိမ်တော်ပြန်သွားပြီပေါ့တချို့လဲရှိနေကြသေးတယ်နော်ဆိုတော့ဒီနေ့ကဓမ္မပညာကျောင်းနေ့ဖြစ်တယ်ဆိုတော့အမှန်ကစက်တင်ဘာလနောက်ဆုံးပတ်ဓမ္မပညာကျောင်းနေ့ကဒါပေမဲ့ကျွန်တော်တို့အသင်းတော်ကအသင်းတော်မွေးနေ့ကစက်တင်ဘာလထဲမှာဖြစ်တဲ့အတွက်အသင်းတော်မွေးနေ့အစီအစဉ်တွေကိုလုပ်တဲ့အခါကျတော့ကျွန်တော်တို့ကစက်တင်ဘာလထဲကအထူးနေ့တွေကိုကျွန်တော်တို့အောက်တိုဘာလထဲမှာပြောင်းပြီးလုပ်တာ နောက်တစ်ခုကအမှန်တော့ဒီနေ့ကဆာမပက်ထရီယာတရားဟောရမယ်နေ့ဒါပေမဲ့သူတို့ကြောင်းမှာလည်းပဲဓမ္မပညာကြောင်းနေ့ကဒီနေ့ဖြစ်နေတော့ဆိုတော့သူကနောက်တစ်ပတ်အနာကြီးယောဂတဲ့နေ့မှာအာသူကနေပြီးတော့မှပြောင်းပြီးတော့အာသူအနာကြီးယောဂတဲ့နေ့ကြမှာပဲလာတော့မယ်ဆိုတော့အဲသူနောက်တစ်ပတ်လာမှာဖြစ်ပါလေလို့အခုနောက်တော့ဟာတာရက်သမီးတွေ သူတို့တင်ဆက်သွားတဲ့အထဲမှာနော်ဓမ္မပညာကျောင်းနဲ့ဖြစ်ပေါ်လာတဲ့အကြောင်းလေးပါတယ်နော်အဲ့ဒီအကြောင်းလေးပါတချို့သိမလားမသိဘူး2013ခုနှစ်အဲ2013လောက်တည်းကလောက်ကပေါ့နော်အဆူရောဟဲလီရှိတယ်နော်အဆူရောဟဲလီဆိုတဲ့တချင်တပုတ်လေကဘာမှာအပီပီဆိုင်ရာအသေးကွဲသောနေ့အာဂျေဇူးပြု၍ဂျေဇူးပြု၍တတ်မှတ်ပေးပါဆိုပြီးတော့လေအဲသူဆိုတဲ့တချင်လေးရှိတယ်အခု23ဒီတော့မရှိသေးဘူးเนาะ ဘာကြောင့်လဲဘာကြောင့်အထူးနေ့တွေကိုတတ်မှတ်ပေးရဒါကကောင်းမှုနဲ့ရည်ရွယ်ချက်တွေရှိတယ်နော်တကယ်အတိတ်ပဲရှိတဲ့ကောင်းမှုနဲ့ရည်ရွယ်ချက်တွေအနှစ်သာရတွေယူပါယုံတွေရှိတယ်အဲ့ဒီနေ့တွေကိုတတ်မှတ်ပေးတာဆိုတော့ဒီဓမ္မပညာကျောင်းလေးကဘယ်ကစလဲအင်္ဂလန်နိုင်ငံအခုနောက်တော့မှတ်မိလိုက်သေးလားနော်ဂလက်စတာမြို့ကနေပြောမှစတယ် အဲ့တော့အစပြုတဲ့ပုဂ္ဂိုလ်က Robert Riggs Robert Riggs ဆိုတဲ့ပုဂ္ဂိုလ်ကသူ့အကြောင်းလေးနည်းနည်းလေ့လာကြည့်တော့သူကပျော်ပျော်နေတတ်တယ်ဗျာစိတ်ထားရမ်းကောင်းတယ်ပျော်ပျော်နေတတ်တယ်ဆိုတော့သူ့အဖေရဲ့အမွေကိုဆက်ခံပြီးတော့သူကသတင်းစာသမားဖြစ်လာတယ်။နောက်ပုံလေးတိုက်မှာလှုပ်လှုပ်သူရဲ့ကောင်းမွန်တဲ့စိတ်ဓာတ်တွေယူရချက်တွေကိုသူတပားအတွက်ပေါ်ထုတ်ပြီးအဆုံးပြုတာနော်သူရဲ့ဝန်ကျင်ကိုကြည့်တဲ့အခါမှာလူတွေကအချစ်စာဟိတတွေပျက်စီးပြီးတော့တောင်းစားမူရစ် ဟာအဲ့ဒီမှာအမျိုးမျိုးဖောက်ပြန်မှုတွေနဲ့ဖြစ်နေတဲ့ဒီအခြေအနေမှာသူကဒီဒီထဲကနေပြီးတော့မှဒီလူတွေကိုပြန်ပြုပြင်ပေးခြင်းနဲ့မှန်တဲ့လမ်းကိုပြန်တည်ပေးခြင်းနဲ့အဲ့ဒီဟာသူ့ရဲ့ကောင်းမှုနဲ့ဆန္ဒစိတ်ဆန္ဒလေအဲ့ဒီအရာကိုအကောင့်ထဲပေါ်တဲ့အခါမှာသူဘာကိုသွားတတိထားမိလဲဆိုတော့အချင်းတော်ကလူတွေကိုသွားတတိထားမိတယ်နော်အချင်းကြနေတဲ့လူတွေကအချင်းစာအိတ်တလွဲမှားပြီးတော့ဒုစရိုက်မှုတွေဖြစ်လာလို့ တို့ကအကျဉ်းကြတာဆိုတော့ तू ကဒီလိုစဉ်းစားတယ်ဒီလူတွေရဲ့အကျဉ်းစာရိတ္တတွေကိုနိမလမ်းမှန်နဲ့တွင်တင်ပေးနိုင်ရင်တို့အသက်တာပြောင်းလဲလာမှာပဲဆိုတော့ तू ကစဉ်းစားပြီးတော့ तू ကြိုးစားပြီးလုပ်တယ်ဒါပေမဲ့မအောင်မြင်ဘူးဆိုတော့ तू မှယူပါရုံရှိတယ်လူတွေရဲ့အသက်တာထဲမှာမှန်ကန်တဲ့တွင်တင်မှုတွေနဲ့မှန်ကန်တဲ့လမ်းပေါ်မှာ နော်ဖြောင်းမှတ်တဲ့အသက်တာနဲ့အသက်ရှင်ဖို့ရန်အတွက်သူကြီးမားတဲ့ဒီယူပါယုံသူ့မှာရှိတယ်။အဲ့ဒီယူပါယုံကိုအကောင့်တဲ့ဖို့ဖို့သူကစဉ်းစားတာ။ဒါပေမဲ့မအောင်မြင်ဘူး။သို့တော်လည်းနောက်ဆုံးမသွားဘူး။ဒီအချိန်လေးကိုဘလို့ထပ်ပြီးတော့လုံနိုင်တယ်လေသူကြည့်တယ်။အဲ့ဒီကမှသူကလေးတွေသွားပြီးတော့တတိထားမိ။အဲ့ဒီကလေးတွေကသူတို့ရဲ့မြို့မှာဒီတွေ့ချိတ်လုတ်တဲ့စက်ယုံမှာတပန်းလုံးလို့လို့ပါ။ တနင်္ဂနွေနေ့အလုံးအားတဲ့တနင်္ဂနွေနေ့ဆိုလမ်းပေါ်မှာဆော့နေကြတာနဲ့တောက်စားမူးရိပ်ပြီးတော့အဲ့ဒီမှာလေလွင့်နေကြတဲ့ခလေးတွေကိုကြည့်တဲ့အခါသူအဲ့ဒါပေါ့ဒီခလေးတွေကနေစပြင်မယ်ဆိုသူဆုံးဖြတ်တာအဲ့ဒီခလေးတွေကနေစမယ်မြေရှိပါလာပြီယူပါယုံရှိတယ်အဲ့ဒီယူပါယုံကိုအကောင့်တဲ့ပုံကိုလုပ်ငန်းစဉ်တွေဘလို့နီးလန်းနဲ့ချိတ်တက်မလဲလုပ်မလဲဆိုတဲ့မြေရှိပါလာတယ်အဲ့ဒီမှာသူလုပ်တယ် အမျိုးသမီးတယောက်ဆင်းရဲတဲ့အမျိုးသမီးတယောက်ကိုတနေ့ကိုတရှိလင်းပေးပြီးတော့ဒီကလေးတွေကိုစုစုစည်းတယ်စုစည်းပြီးတော့ကလေးတွေကိုသူတို့တင်ကြပေးတယ်အဲ့တော့အဲ့ဒီလုပ်ငန်းကိုလူတွေများများသိအောင်သူဘာလုပ်လဲဆိုရင်သူကတည်င်းသမားလေတည်င်းစရာစရာဟိုတည်င်းစရာသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်သူတို့ကသူကနေတည်င်းစရာတိုက်ကနေကြော်ညာတယ်လူတွေသိအောင်နီးလန်းမျိုးစုံနဲ့ဒီလုပ်ငန်းအပေါ်မှာတည်လာအောင်သူ ကြုံရတယ်အဲ့တော့ तू အဲ့ဒီအချိန်မှာနော်ဟိုဒီခရိယန်ဟောပေါ့ခေါင်းဆောင်များဖြစ်တဲ့ Wesley ရဲ့ညီကိုတွေ wife တို့နော်အဲ့ဒီလူတွေကတကယ်အဲ့ဒီအချိန်မှာအာတကယ်ကိုထင်ရှားတဲ့အမှုတော်ဆောင်ကြီးတွေပေါ့ဗျာအဲ့ဒီအမှုတော်ဆောင်ကြီးတွေအားပေးမှုအဲ့ဒီအမှုတော်ဆောင်ကြီးတွေဇီကနေတော့အကြံဉာဏ်ယူတယ်နီလန်းနေယူတယ်ပြီးတဲ့အခါမှာသူလှုပ်တယ်ပြီးတဲ့အခါမှာ သူနဲ့အတူစိတ်သဘောတူတဲ့ William Fox ဆိုတဲ့ပုံကောင်နဲ့အတူတူတွဲပြီးတော့သူကဒီလုပ်ငန်းကိုလုပ်တယ်။မလွယ်ဘူး။သူရဲ့ဖြစ်ပေါ်လာဖို့တမိုင်းကြောင်းလေးကိုပြောတော့လေ။ရိုးရိုးရှင်းရှင်းလေးပဲ။ဒါပေမဲ့အရန်ခက်ခဲခဲ့တာ။လူတွေရဲ့ကဲရတာတွေလောင်ပြောင်းတာတွေအမျိုးမျိုးအခက်ခဲပြဿနာတွေကြားထဲမှာသူဒီလုပ်ငန်းကိုစူးစမ်းပြီးတော့စိတ်မပြတ်ပဲနဲ့လှုပ်ဆောင်ခဲ့တယ်။ လေးနှစ်ကြာတဲ့အခါမှာခလေးနှစ်သိန်းခွဲရှိလာတယ်။အဲ့ဒီကနေဓမ္မပညာကျောင်းတွေပေါ်လာတယ်။အကျိုးဆက်ရလဒ်ကဘာတွေဖြစ်လာလဲ။သူယူပါယုံထားတဲ့အတိုင်းခလေးတွေကအခြေစာရိတ္တတွေကောင်းလာတဲ့တိတိတာတာကိုဒူးဆိုင်မှုတွေကလျော့ကြလာတယ်။ယူပါယုံရှိတယ်။အဲ့ဒီယူပါယုံကို အောင်မြော်အကောင့်တွေပေါ်ဖို့မစ်ရှင်ရှိတယ်။နီလန်းနေရှာတယ်။ပေါင်းနေအကြံဉာဏ်ယူတယ်အတူတူကတွဲပြီးတော့လှုပ်ဆောင်တယ်။ယူပါယုံရှိတယ်။ မရှင်ရှိတယ်အတူတကွာပူပေါင်းဆောင်ရွက်မှုရှိတယ်ရလက်ကတကယ်ကောင်းမွန်တဲ့အနှစ်သာရနဲ့ရလက်ရတယ်အဲ့ဒီကနေစပြီးတော့ဓမ္မပညာကြောင်းပါဒီနေ့ဓမ္မနိုင်ငံမှာဆရာကြီးယူတာတန်တို့ဆရာမမမအန်းတို့ကနေစပြီးတော့ဒီနေ့ဓမ္မပညာကြောင်းရဲ့လို့တတ်မှတ်ပြီးတော့ဒီနေ့ကူးကွေတယ်ဆိုတော့တွေ့ရဒီနေ့ကျွန်တော်တို့အသင်းတော်များတို့မှာအဖွဲ့အစည်းများတို့မှာ တကယ်ကောင်းမှုနဲ့ရလက်ဘာကြောင့်မထွက်တလဲဆိုရင်ယူပါယုံမရှိဘူးအဲ့ဒီယူပါယုံမရှိတဲ့အတွက်လုပ်ငန်းစဉ်တွေအကောင့်တွေပေါ်တဲ့လုပ်ငန်းစဉ်တွေဖြစ်တဲ့မစ်ရှင်မရှိဘူးမစ်ရှင်မရှိတဲ့အတွက်ကြောင့်ပူးပေါင်းဆောင်ရွက်မှုမရှိဘူးအဲ့ဒီအတွက်ဘာရလက်မှာမရှိဘူးဒီနေ့ကျွန်တော်တို့အတင်းတော်မှာကြီးမားတဲ့ယူပါယုံရှိတယ်ကထာအတင်းတော်ဘိုက်တဲ့ကျွန်တော်တို့ဓမ္မပညာကျောင်းမှာလည်းပဲကျွန်တော်တို့အတွက်ထားတဲ့ယူပါယုံရှိတယ် ကျွန်တော်တို့အတင်းတော်ကြောင်းကတာမန်ဒီနှုတ်ကပတ်တော်ကိုပဲတင် जा ပြတဲ့နေရာမဟုတ်အသိပညာတွေအတတ်ပညာပေါင်းများစွာကိုဒီနေ့ဖြန့်ဖြူးမဲ့တင် जा မဲ့ကြောင်းကြီးတစ်ကြောင်းဖြစ်ကိုဖြစ်ရမယ်ဒါကျွန်တော်တို့ရယူပါရုံပဲအဲ့ဒီယူပါရုံအတွက်ကျွန်တော်တို့တစ်စိမ့်တစ်စိမ့်စူးစမ်းလာခဲ့ကြတယ်အရင်တော့ကစန်းကျစုတင်တဲ့အချိန်တနာရီရဖို့ကျွန်တော်တို့မနှဲကိုစူးစမ်းရတယ်အဲ့ဒီအတွက်ကြောင့်တင် जा တဲ့အရာတွေကထိရောက်မှုမရှိတော့ပြန်သုံးသက်တယ် ဟုတ်ပြီစံတူးအချိန်ကိုလုံလုံလောက်လောက်ယူကြရအောင်စင်ပေးမဲ့ဆရာဆရာမတွေကိုလည်းပဲအခြေခံစစ်အစစ်မြစ်တင်တန်းတွေကျွန်တော်တို့ပို့တယ်ဒီနေ့ဆရာဆရာမတွေရဲ့ပါဝင်မှုအားဖြင့်ရအောင်ချိန်ယူမယ်ဆိုပြီးတော့အရင်တော့ကျွန်တော်တို့ရှေ့ကြောကြမှာကိုယ်ပွဲတော့ဘုရားကွပြူတော့ကာကကိုနှစ်ခေါက်နော်အတင်းတော်ကကြားခံပြီးတော့ရတယ်ကုန်းမစိလောက်တယ်အခုကျွန်တော်တို့ဘာထပ်တိုးလို့နိုင်ပြီလဲ ကြောင်းပါအင်္ဂလိပ်စာ force gain တင်လာပြီလောက်ဘတ်တော့တင်တယ်အင်္ဂလိပ်စာ force gain တင်လိုက်တဲ့အခြေအနေကြီးရောက်လာပြီထပ်သွားအောင်မယ်အဲ့ဒီကနေပြီးတော့မှဒီကလေးတွေရဲ့ဝါသနာပါတဲ့အရာလေးတွေကိုတစ်ခုပြီးတစ်ခုကျွန်တော်တင်မယ်အခုဘာသာစကားတင်ဖို့အတွက်ကျွန်တော်တို့ပြင်ဆင်နေပြီသူတို့အတွက်ဒုတိယတွေတီးခတ်နိုင်ဖို့အတွက်ပြင်ဆင်ထပ်သွားရမယ်ဒါကျွန်တော်တို့ရဲ့ vision ပဲ အဓိကကျွန်တော်တို့တွားနေတဲ့အရာကဖျားကိုတိတွန်းတယ်အခုနောက်တုန်းကတင်ဆက်သွားတဲ့အခါမှာသူတို့ရဲ့တင်ဆက်ခြင်းမှာတွေ့လိမ့်မယ်ဖျားသခင်နဲ့နှက်ရှိုင်းနဲ့ယဉ်ညီမှုကျွမ်းဝင်မှုအဲ့ဒီအဆင့်ကိုကျွန်တော်တို့ကတွားရမှာဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့အဲ့ဒီကနေပြီးတော့မှတဆင်းသူတို့အတွက်အသိဉာဏ်ပညာတွေ တိုးတက်လာတဲ့အသိပညာတွေကိုရယူနိုင်တဲ့ကျောင်းတော်ကြီးဖြစ်အောင်ဒီနေ့ကျွန်တော်တို့ဒီနေ့ယူပါယုံထားရှိပြီးတော့ယနေ့လှုပ်ဆောင်နေတာဖြစ်တယ်။ဖခါကိုတည်ကျွမ်းခြင်းအရန်ရေးကြည့်တယ်။ကျွန်တော်တို့အတွေးခေါ်တက်တက်တည်တာမဟုတ်ဖခါ။ဒီနေ့ကျွန်တော်တို့သိတယ်ဖယားနိခင်ဒီဖန်ဆင်းရှင်ဟုတ်လားကျွန်တော်တို့သိတယ်ဖန်ဆင်းရှင်ဖြစ်တယ်ဖယားနိခင်ကဖန်ဆင်းရှင်လာဖြစ်တာကျွန်တော်တို့အသက်တာထဲမှာမျောလေးချက်ကြီးပျောက်နေတာအများကြီးရှိတယ်ဒါအတွေးနဲ့သိတာအဲ့ဒါ ဒါကကြံစသည့်လို့ခေါ်တယ်အဲ့ဒါဖယားတိကိလီခွန်အားတကူအစွမ်းတတ်ပြီဖြစ်တယ်ဒါပေမဲ့ကို့မှာတော့အမြဲတမ်းရှုံနှိမ်မောပန်းနေရတယ်အဲ့ဒီအခြေအနေကနေပြီးတော့မှတကယ်ပုံကူလို့အဖြစ်နဲ့တိကျွမ်းခြင်းအစိတ်ကိုရောက်အခုတော့ဆိုသွားတဲ့သချင်းလေးကမိတ်ဆွေရင်းခဲ့သူပြောပြရတယ်ကျွန်တော်အရင်နှစ်သက်တယ်တဲ့ဖယားကိုအဲ့လိုရင်းကြီးကြွမ်းဝင်တာမိတ်ဆွေရင်းခဲ့သူဟုတ်လားအခုတော့ဆိုသွားလေ မိတ်ဆွေရင်းခဲ့သူပြောဆိုရတာအရာကျွန်တော်နှစ်သက်တယ်ဖခင်နဲ့ကြွမ်းဝင်ခြင်းအဲ့ဒီအချိန်တွေဒီကြက်ကိုကျွန်တော်တို့ဆောင်ရွက်ဖို့လိုတယ်တခင်ယေရှုခရစ်တော်ကရှမာရိအမျိုးသမီးကိုရေတွင်းမှာတင်လာလေကျွန်တော်တို့ကတော့ဒါရှင်ရောအခန်းကြီး၄မှာဖတ်ရင်တွေ့လိမ့်မယ်ကျွန်တော်တို့ကတော့ဒီကျမ်းစာမှာရေးထားသလောက်ပဲသိရတာပေါ့ဗျာတကယ်တမ်းကျတော့တခင်ယေရှုကရှမာရိအမျိုးသမီးကိုတင်နေတဲ့အချိန်မှာစကားပြောတဲ့အချိန်မှာဘေးထဲမှာဘူးမှမရှိဘူး တကယ်တော့လေဘေးနားမှာတခိယေရှုနဲ့အဲ့အမျိုးသမီးနှစ်ယောက်တည်းရှိတာဆိုတော့ဒါကြီးကဒီရှင်ယောဟန်ကဒီအကြောင်းဘယ်လိုသိတာလဲဆိုတော့တခိယေရှုပြန်ပြောပြသမျှလောက်ကိုတော့သူရေးတာလဲဖြစ်ဖြစ်မှာပေါ့ဒါမို့ကာယကံရှင်ဖြစ်တဲ့သူကအဲ့ဒီမြို့မှာဟိုအဲ့ဒီမြို့မှာတောင်းပန်လို့နှစ်ရက်နေတယ်လို့ပြောတာကိုကျမ်းစာမှာဆိုတော့ကာယကံရှိရှင်ဖြစ်တဲ့အမျိုးသမီးကပြန်ပြောပြတဲ့အပေါ်မှာရေးတာလဲမှတ်တမ်းတင်တာလဲဖြစ်ဖြစ်မှာပေါ့ဒါမျိုးတီချာဖတ်ကြည့် တဆင်ချင်းတွေသူတည်သွားတာတကယ်ယေရှုခရစ်တော်ကိုစတွေ့တဲ့ချိန်မှာယိုယိုဂျူးလူမျိုးတာမန်ဂျူးလူမျိုးတယောက်ပေါ့ထူးတော့ဒူးဆန်တာပေါ့ဂျူးတွေကရှမာရိတွေနဲ့ပေါင်းလဲမပေါင်းဘူးလေစကားလဲမပြောဘူးလေအခုကျတော့လာစကားပြောတော့နည်းနည်းတော့ထူးဆန်တယ်သို့တော့သူတည်တာကတာမန်ဂျူးအမျိုးသားတယောက်ပေါ့အဲ့ဒီကနေပြီးတော့ပြောလာလိုက်တဲ့အခါမှာဒါကတာမန် ဂျူးအမျိုးသားတယောက်ပဲမဟုတ်တကယ်ကိုထူးခြားတဲ့ပုဂ္ဂိုလ်တယောက်ပဲဆိုသူသိလာတယ်ပြောလာတဲ့အခါကျတော့ဟာဒါကတာမန်ထူးခြားတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးဒါပရိုဖက်တပါဖြစ်မယ်ဘာကြောင့်လဲဆိုရင်ဂါကာနာနာရှင်းလင်းပြောဆိုပြီးတော့သူ့အတိအမြင်ကိုပွင့်ပွင့်လာတာဟုတ်ဒါကပရိုဖက်တပါဖြစ်အဲ့ဒီကနေဘာသိလာတာ ဘယ်တော့မှမငတ်တဲ့အသက်ဆန်းရည်ကိုပေးဖို့ထာဝရအသက်စုဂျေစုကိုခံစားစီဖို့လောကကိုကြွလာတယ်အာမင်းရှိရပါလားဆိုသူတည်သွားတာအမျိုးသမီးကြံလာအကုန်ထားမြို့တဲ့ကိုပြေးအဲ့ဒီတည်ငောင်းကိုပြောတော့တာပဲကျွန်တော်တို့ဖျားကိုရင်းနှီးကျွမ်းဝင်တဲ့အသက်တာမျိုးကိုကိုကိုရောင်းအောင်လုပ်အောင်ကျွန်တော်တို့ဘလောက်တည်ထားလဲဖျားသခင်ပေါ်မှာကျွန်တော်တို့ဘလို့နားလေထားလဲဖျားသခင်ကကျွန်တော်တို့အတွက်ဘလို့လဲဒါစဉ်းစားဖို့လိုတယ် ျွန်တော်ပုဂ္ဂိုလ်တယောက်တမန်ကျမ်းစာထဲကပုဂ္ဂိုလ်တယောက်အကြောင်းကိုဒီနေ့ဖော်ပြခြင်းသူကတော့ဒါဝိမင်းဓမ္မရသူဒုတိယဆောင်အခန်းကြီး9မှာဖတ်ရင်ဒါဝိမင်းကအဲ့ဒီအချိန်မှာဣသရေလတိုင်းနိုင်ငံလုံးကိုမအုပ်ချုပ်ရသေးဘူးတကယ်ကြီးမားတဲ့အင်အားပိုင်ဆိုင်မှုတွေမရှိသေးဘူးအဲ့ဒီအချိန်အဲ့တော့သူ့ကိုရှင်ပြန်တင်မြောက်တဲ့အခါမှာ အဲ့ဒီအချိန်မှာယေရုရှလင်မှာမဟုတ်ဟေပြုံမှာသူကဟေပြုံမှာပဲရှိသေးတယ်သူကိုရှင်ပြန်ဖြစ်နေတင်မြောက်တဲ့အခါဖိလိတိလူတွေကသူ့ကိုလာဝိုင်းတာရေပိတိန်ဂျက်ဝုံးမှာအင်းအားအလုံးရဲ့နဲ့လာဝိုင်းတာဒါဝိမာစုတောင်းတယ်ဖျားလိကသူမေးတယ်အဲ့ဒီဖိလိတိလူတွေကိုတွားတိုက်ရမလားအဲ့ဒီလူတွေကိုကျွန်တော်လက်ကိုအပ်မလားသူစုတောင်းတယ်သူဘာနားလေထားလဲ ဖျားသခင်သည်အလုံးစုံနဲ့အရာခတ်သိမ်းကိုတိမြင်နားလေတဲ့ဖျားဖြစ်တဲ့အတွက်သူ့ကိုရှင်းလင်းပြနိုင်တယ်သူ့ကိုပေါ်ပြပေးနိုင်တယ်လမ်းပြနိုင်တယ်ဆိုတော့အဲ့ဒီယုံကြည်ချက်ရှိတယ်ဒါကြောင့်သူမေးတာဖျားသခင်ကတော့မြစ်တိုက်မင်းလက်ထဲအမ်းမယ်လို့ပြောတဲ့အခါမှာမဆိုင်မတော်သူချက်ချင်းအဲ့ဒီကြီးမားတဲ့အင်အားရှိတဲ့ဖိလိလူတွေကိုတွားတိုက်တယ်သူဘာနားလေထားတယ်ဖျားသခင်ဒီငါရဲ့ကြောက်ငါရဲ့မြို့ယိုးငါရဲ့ခွန်အားအစွမ်းတတ္တိ အဲ့ဒီသူ့ခွန်အားအစံတတိပြုငါ့ကိုပေးမယ်ဆိုတော့အဲ့ဒီယုံကြည်မှုနဲ့ပေါက်တိုက်တာသူပါသက်တည်ခံဖယားသခင်ကတဲ့ရန်သူတွေကိုရေထရဖြိုပြက်တယ်လို့ကျွန်တော်တို့ဟိုရေကြီးတဲ့ဟာဒီပိုင်းမြင်ဘူးတယ်မလားဆူနာမီလိုင်းလုံးတွေလေကန်ဆတ်ကိုဝင်လာတဲ့ခါမှာလေအရှိန်အဟုန်နဲ့ဝင်လာပြီးတော့တစ်ပင်နဲ့အဆောက်အကုန်လုံးဝူးလို့အကုန်လုံးဖျက်ဆီးပစ်လိုက်တာအဲ့ဒီလိုမျိုးရန်သူကို တိုက်ခိုက်တာသူဘာပြောခြင်းလဲဆိုရင်သူဘာကိုနားလဲထားတယ်ဘုရားသခင်ကသူပြောရင်ပြောတဲ့အတိုင်းတောင်းဝန်ယူတဲ့ဘုရားဖြစ်တယ်ပေးထားတဲ့ဂတိတော်အတိုင်းလုပ်တဲ့ဘုရားဖြစ်တယ်မင်းသွားမင်းကိုအံ့မယ်ဆိုတဲ့အတိုင်းလုပ်တာကောင်းကောင်းဘုရားသခင်ပေါ်မှာ သူ့ရဲ့ယဉ်ကြီးကျွမ်းဝင်မှုအဲ့ဒီအရာကြောင့်ဒါဝိမင်းဟာတခက်အောင်မြင်တဲ့ကြီးမားတဲ့အရာတွေကိုလှုပ်လာနိုင်တယ်ဆိုတာအတွေ့ရအရေးကြီးပါတယ် ဒီနေ့ကျွန်တော်တို့အသက်တာမှာလည်းဖះကိုကိုယ်တိုင်ကတိကျွမ်းခြင်းရှိရမှာဖြစ်တယ်လို့ကျွန်တော်တို့သားတွေသမီးတွေအတွက်ကျွန်တော်တို့ဒီအမွေကိုပေးကိုပေးရပေးကိုပေးရဒါကြောင့်ဒါဝိမင်းက40ခုမြောက်သောစာလံကိုရေးတဲ့အခါမှာအပိုင်းငယ်7မှာအကျွန်ုပ်၏ရန်သူသည်အကျွန်ုပ်အားမနိုင်ချောင်းကိုထောက်၍ကိုတော်သည် အကျွန်ုပ်ကိုမျက်နိုးတော်မူသည်ဟုသိတယ်တဲ့ဖះကျွန်တော်ကိုဘလောက်ချစ်လဲဆိုတော့ကျွန်တော်သိတယ်သူရဲ့ဖះပေါ်မှာရင်းနှီးကြောင်းဝင်တဲ့အစ် အခြေအနေကြီးစားတယ်။သူဒီလိုသက်တည်ခံနိုင်တာဒီလိုအောင်ပွဲကိုရတာဖြစ်တယ်။ကျွန်တော်တို့ဆရာကြီးဦးဝဲမှာပြောတဲ့စကားကြီးတာ။စမ်းစာတတ်အောင်မတင်နဲ့တဲ့။တခင်ယေရှုကိုအသက်တာထဲရောက်အောင်တင်ပါအဲ့ဒါကျွန်တော်တို့ရဲ့တောင်းမယ်။ကဲဘယ်လိုလုပ်ကြမလဲ။ဘယ်သူတွေလုပ်ရမှာလဲဒီတောင်းဝ။ဘသူတွေလှုပ်ကြမှာလဲဘသူတွေလှုပ်ရမှာတောင်းဝလဲ ကျွန်တော်တို့လုပ်ရမှာအားလုံးလုပ်ရမှာကျွန်တော်တို့ရဲ့ယူပါရောဒါကျွန်တော်တို့ရဲ့မစ်ရှင်ပဲပေါ်ပေါ်လေးမစင်းစားနဲ့ခလေးနဲ့ပတ်သက်အခုနောက်တော့အတုံးပြန်တမင်သက်သက်အဲ့အတုံးပြန်ကိုထည့်ပြီးဖတ်ခိုင်းတာကျိတ်စုံကြောက်ကိုလေဘေးမှာဆွဲပြီးတော့အနဲ့ဆုံးသောပင်လဲအောက်ချပါလေအဲဆရာလေးအဲ့ဒါဥစားကခလေးကိုပြစ်မာတာကိုပြောတာမလား အဲ့ဒီကလေးတွေကိုဖះကိုတိကျွမ်းခြင်းနဲ့ကြီးပွားလာအောင်မှန်ကန်တဲ့လမ်းပေါ်ရောက်မတုံသင်နိုင်ရင်အဲ့ကလေးကိုပြစ်မှားတာပဲမဟုတ်လားကလေးနဲ့ပတ်သက်ရင်အဲ့လိုစဉ်းစားကျွန်တော်တို့မှတောင်းအောင်ရှိတယ်ကျွန်တော်တို့ဒီယူပါယုံကျွန်တော်တို့အတင်းတော်ထားတဲ့ယူပါယုံကျွန်တော်တို့အတူတကွလှုပ်ဆောင်ရမှာဖြစ်ခက်ခဲတယ်ပြင်ပန်းတယ်အခုနောက်တော့ဒီပြုံကြီးအပေါ်မှာလာနေတဲ့ဟာကိုခဏလောက်လာကြည့်ရအောင် ရှာမရီဆိုတော့အိုးဟိုလူဆွဲချဟောဟိုလူဟဲဟိုအဲ့အဲ့မကြည့်ဒီမှာတော့အိန္ဒိယရရလေးဝိုးပြုတ်နေတာဟိုမှာတက်ပြက်နေတယ်ဟိုမှာဒါပေမဲ့လုံးဝမလုတ်ကူလုံးရမှာအဲ့ဒါကျွန်တော်တို့အတွက်ဖျားပေးကြာဝမ်းမယ်အဲ့ဒီယူပါယုံကိုကျွန်တော်တို့လုံးရနောက်ဆုံးကျွန်တော်133ခုမြောက်တော့စာနာပေါ်ပြကြတယ် ရောဘတ်ရိတ်ကသူ့ရဲ့ယူပါယုံကိုအကောင်အထည်ဖော်ဖို့နီလန်မျိုးစုံနဲ့အကြံဉာဏ်ယူတယ်သူအမျိုးမျိုးသူနီလန်မျိုးစုံနဲ့ကြိုးစားတယ်ပြီးတဲ့အခါအတူတူကပူပေါင်းပြီးလုပ်တယ်ဝီလျံဖောက်ဆိုတဲ့ပုဂ္ဂိုလ်နဲ့အတူတူကပူပေါင်းပြီးတော့သူ့ရဲ့လှုပ်ဆောင်တာကိုတွေ့တယ်ဒီနေ့ကျွန်တော်တို့ရဲ့ယူပါယုံကိုကျွန်တော်တို့အတူတူကပူပေါင်းပြီးတော့ကျွန်တော်တို့လှုပ်ဆောင်ဖို့ကျွန်တော်တို့မှတာဝန်ရှိတယ်ကျွန်တော်ပေးတဲ့တာဝန်မဟုတ်ဘူး ဖျားပေးတာပုံဖြစ်တယ်တ133ခုမြောက်သောဆာလမ3ပတ်ပဲရှိတယ်3ပတ်ပဲအပိုက်တက်မှာဗာပြောလဲဆိုရင်ညီကိုတို့ဒီသဘောတူလဲပေါင်းဖော်ကြသည့်အရာအလွန်ကောင်းတယ်တဲ့အလွန်တင့်တယ်လျော့ပတ်တယ်တဲ့စူးစီးပြီးတော့စူပေါင်းပြီးတော့လှုပ်ဆောင်တဲ့အရာအရန်ကောင်းတယ်တဲ့နောက်ကဘက်တော်ကပြောတယ်နော်အလွန်တင့်တယ်အလွန်ကောင်းတယ်ဒီနေ့ကျွန်တော်တို့ရဲ့ပေါင်းစည်းခြင်းအပေါ်မှာဘုရားကဘလောက်တောင်နှစ်သက်တယ်ဆိုတော့ မျိုးလင့်လဲဆိုတွေ့ရတယ်အလုံကောင်းတယ်အလုံတင့်တယ်အဲ့ဒီအခြေအနေမှာကောင်းကြီးနှစ်ခုရှိတယ်အတူတကပူပေါင်းလို့ဆောင်ခြင်းအပေါ်မှာခံစားရတဲ့ကောင်းကြီးကအပိုင်ငယ်နဲ့မှာအာယုံဤခေါင်းပေါ်မှာလောင်းလက်သူဤမုတ်စိတ်ကိုစီး၍လေစွတ်တိုင်အောင်ကြာတော့နှံ့သာစီခဲ့လို့ဖြစ်တယ်အာယုံဒီပါလေအာယုံကဘာတူလဲပါလေအာယုံဒီရေဘရဟေ အဲ့ဒီအာယုံကယေဘရဟိသူ့ရဲ့သားစဉ်မြေးဆက်တိုင်အောင်သူကယေဘရဟိတာဝန်ကိုဆက်ပြီးထမ်းဆောင်ကောင်းကြီးကပါလေအတူတူကပေါင်းစည်းလှုပ်ဆောင်ကြရပြီကျွန်တော်တို့အသင်းတော်ဒီကျွန်တော်တို့မရှိတော့ရင်လည်းပဲဆက်ပြီးတော့ဘုရားရဲ့ကောင်းမြတ်ခြင်းတွေဘုရားရဲ့ကျေးဇူးတရားတွေဘုရားရဲ့သာသနာတွေကိုဆက်ပြီးလှုပ်ဆောင်နေလိမ့်မယ်ကောင်းကြီးမင်္ဂလာတွေကိုဆက်လက်ပြီးတော့စီစဉ်ခံစားရမယ်ဆိုတဲ့တရားကိုဖော်ပြတာဖြစ်တယ် အပိုင်ငယ်၃မှာဟေရမုန်တောင်နေဇီုံတောင်ရိုးပေါ်သို့ကြာတော်နှင်းခဲ့သူဖြစ်တယ်တဲ့ဟေရမုန်တောင်နဲ့ဇီုံတောင်ပေါ်မှာကြာတဲ့နှင်းအဲ့ဒီအရာတွေအားဖြင့်ပဝန်းကျင်ကိုစိန်လန်းဆိုပြီးပြီးတော့ဒီနေ့တီးပွင့်မှုတွေအများကြီးဖြစ်စေတဲ့ကောင်းကြီးဖြစ်တယ်ထိုသူတော့နေကြနေကြတော့အရက်နာတဲ့ထိုသူနေကြတော့အရက်ဆိုတာဘယ်လိုဟာမျိုးပြောတာလဲ အတူတူကကောင်းစီပြီးလှုပ်ဆောင်မှုကိုပြောတာအတူတူကပူပေါင်းပြီးတော့ညင်ညွတ်ပြီးလှုပ်ဆောင်တဲ့နေရာဟာတဲ့အဲ့ဒီနေရာမှာသာဝရဖျားသည်အစင်အမြဲအသက်ရှင်ခြင်းအခွင့်တည်ဟူသောကောင်းကြီးမင်္ဂလာကိုစီရင်တော်မူလိမ့်မယ်အစင်အမြဲတည်သောကောင်းကြီးမင်္ဂလာကိုခံစားဖို့ဖြစ်တယ်ချစ်သောမိသားစုတို့ ဒီနေ့ကျွန်တော်တို့အတူတကွကျွန်တော်အမြဲတမ်းပြောတဲ့စကားတွေရှိတယ်ကျွန်တော်တို့ရဲ့ချွေးဆူတဲ့လက်တွေเนาะချွေးဆူတော့အလုံးလုံးလို့ချွေးဆူတယ်အဲ့ဒီလက်တွေဆက်တွဲအောင်ဆက်လို့အောင်ဒါကျွန်တော်တို့ရဲ့ယူပါရုံပဲကျွန်တော်တို့အတွက်ဖျားပေးတဲ့တောင်းပဲဒီနေ့အတင်းတော့ဓမ္မပညာကြောင့်ဒီထက်မကဒီထက်မကဒီထက်မကဆက်ပြီးတော့ရှင်သန်နေရမယ်တိုးပွားနေရမယ်အောင်မြင်နေရမယ် အဲ့ဒီလိုမျိုးလှုပ်ဆောင်ဖို့ရတယ်ကျွန်တော်တို့အပြင်မှခံရတာရှိတယ်ပေးဆက်ရတာရှိမယ်ပါဝင်ရတာရှိမယ်လှုပ်ကြရအောင်လှုပ်ရအောင်ကောင်းမှုနဲ့ယူပါယုံနောက်မှာကောင်းမှုနဲ့လှုပ်ဆောင်မှုတွေရဲ့နောက်မှာကျွန်တော်တို့အတူတူကပေါင်းစည်းခြင်းအဖြစ်အခုနောက်တုန်းကဆာလန်ဆရာပြောတဲ့ကောင်းကြီးတွေဒီနေ့ကျွန်တော်တို့အသက်တာမှာခံစားရမှာဖြစ်တယ်ကောင်းမှုနဲ့ရလက်လေးတွေအခုနောက်တော့တည်ဆက်မှုတွေဒီတဲ့မှာကဒီတဲ့မှာက ျွန်တော်တို့ဝမ်းမြောက်စရာတွေတကယ်ကိုကြည်နူးစရာတွေအဖြစ်တွေကောင်းမွန်တဲ့ရလဒ်တွေကိုဆက်လက်ပြီးတော့မြေတွေးခန်းစားရအောင်ကျွန်တော်တို့လှုပ်ဆောင်ကြသူလို့နှုတ်ကပတ်တော်နဲ့အနေငယ်အားပေးခြင်းပါတယ်